ရောဟန်လို့ခေါ်တဲ့ရောရဲနှစ်ခုလေနှစ်စင်းရဲ့အနောက်မှာအသက်တန်မပါရင်အသက်ဘယ်လိုထွက်ရမလဲစလုံးဘယ်လိုပေါင်းရမလဲဆိုတာကိုဥပမာလေးရင်းနဲ့ပြောခဲ့ပြီးပြီဆိုတော့ဒီနေ့ကတော့ဒီရောဟန်ရဲ့အနောက်မှာအသက်တန်ပါလို့ရှိရင်ဘယ်လိုအသက်ထွက်မလဲဆိုတာလေးကြည့်လိုက်ရအောင်နော်အဲ့တော့ရောဟန်ရဲ့အနောက်မှာအသက်တန်ပါတယ်ဆိုလို့ရှိရင်ဒီရောဟန်လေနှစ်စင်းဒီဆလအပုံစံနဲ့အလုပ်လုပ်ပါတယ် အနောက်ကအသက်တန်ကတော့အသက်တန်အတိုင်းပဲထွက်ရပါမယ်ပထမဆုံးတစ်ခုကကောရောဟန်မောဆိုတော့မောအသက်ပါတယ်ရောဟန်ကိုဆလအပုံစံနဲ့ထွက်မယ်အဲ့တော့ကောအမောကမ်ကန်ကိုပြောတာပါနောက်တစ်ခုကတော့ယောဥယုတောဣတိယုတိသောရောဟန်မောဒါဆိုရင် ทออะโมทามอะตันเนี่ยถั่วပါมั้ยสรอกยุติทามမြတ်တဲ့ဆိုတဲ့အသေးပဲပါနောက်တစ်ခုဆက်ကြည့်ရအောင်နောက်တစ်ခုကသောရဟန်မောဆိုတော့သောအမောသမ်အတန်နဲ့ထွက်မယ်အဲ့ဒီမှာမောကိုမောအမဆိုတဲ့ပုံစံနဲ့ထပ်ပြီးတော့ထွက်ရပါ